ီမံကလေးမွေးတဲ့သူတွေဒီပို့လေးကိုကြည်ပါဆုံးအောင် ပြီးရင်ရှယ်သွားပေးပါလို့တဲ့ကပြောချင်ပါတယ်အရေးအရန်ကြီးပါတယ်နော်တဲလည်းသမီမံကလေး၃ယောက်မွေးထားတာမလို့ကိုချင်းစာတဲ့နေနဲ့လာပြီးဝေမျှပေးတာပါဘဒုဘဝနာမည်ကိုတော့တဲမတက်တော့ပါဘူးအဖိုးအရင်ကမြီးအရင်ကို၁၀နှစ်နဲ့၉နှစ်ကြားမှာ ဝိတ်လုတ်လိုက်လို့တဲ့အဲကဲမရှင်းပါဆိုလို့ရိုင်းရိုင်းပဲပြောရမယ်ဗဒိန်ကျင်းလိုက်လို့တဲ့နော်အဲ့တော့ပြောချင်တဲ့ပုံစံကငါကတော့အဖိုးရင်းမှာပဲအဖေရင်းမှာပဲဥလေးပါပဲဩဥလေးလို့ချစ်ရတာပဲအဖိုးလို့ချစ်ရတာပဲဆိုပြီးတော့မှကိုသမီးလေးကငဲပါသေးတယ်ချစ်ပါစေတော့ဆိုပြီးတော့လွတ်မထားဖို့အတွက်ကိုတဲကလာပြောပြချင်ပါတယ်အခုတဲတို့ရဲ့လမ်းရှိုးဘက်မှာပေါ့နော်ဗဒိန်မှုဖြစ်လို့နော်ဗဒိန်မှုဖြစ်တာအဖိုးရင်းခောက်ခောက်ကမီးရင်းခောက်ခောက်ကိုစော်ကားလိုက်တာနော်စ 10နှစ်နဲ့9နှစ်ကြားပဲရှိသေးတယ်အဲ့မှာ3ခါရှိပြီတဲ့နော်ဟိုဘယ်လိုပြောမလဲအဖွားလို့သူကမိလို့မို့နောက်ဆုံးတစ်ခါမှမိလို့မို့နော်အဲ့မှာတာဝန်ရှိသူတွေကိုဖုံးဆက်လိုက်တော့တာဝန်ရှိသူတွေကသူတို့အပြစ်ပေးရမယ့်အတိုင်းပေါ့နော်ပေးဖို့အတွက်ကိုတော့ ခေါ်သွားပြီပေါ့နော်ခေါ်သွားပြီပေါ့အဲဒါတွေကိုဘာလို့လာပြောပြနေရလဲဆိုတော့အသေးလည်းမပေးပါနဲ့ရတယ်ကွန်မန့်လည်းမရေးနဲ့တဲ့ပြော share ပဲ share သွားပြီဘာလို့လဲဆိုတော့အခါကျတော့အဖိုးရင်မဲ့ဦးလေးရင်မဲ့အဖေရင်မဲ့အာဦးလေးလို့ချစ်ရတာအဖိုးလို့ချစ်ရတာဟောငါသမီးကတော့ငယ်ပါသေးတယ်ဆိုတဲ့စိတ်မျိုးနဲ့ယုံကြည်စိတ်ချပြီးတော့မှမထားဖို့အတွက်ကိုတဲ့ကလာပြောပြပေးရနော်အဲ့လိုပြောလို့တဲ့ကိုတခြားလူကဗတိန်မလားအစဲမလားတော့တဲလည်းမသိဘူးတဲကစေတနာစကား အေးကိုသမီးကိုလည်းတဲလဲဂယူးဆိုင်နေရတယ်နော်တချို့ကလာမန့်တယ်ကိုသားသမီးကိုလည်းဂယူးဆိုင်ပါဆိုက်တယ်တဲအယမ်းဆိုက်တာတဲသားသမီး၃ယောက်ကိုတဲအယမ်းကိုဂယူးဆိုက်တာစိတ်မချတဲ့နေရာကိုတဲကဘလုံးမောက်ကိုမထားဘူးနော်အဲ့တော့အကုန်လုံးကိုလည်းတဲကစေတနာစကားနဲ့ပြောတာနော်သမီးမင်းကလေးတစ်နှစ်ပဲဖြစ်နှစ်နှစ်ပဲဖြစ်၁၀နှစ်ပဲဖြစ်၁၅နှစ်နဲ့ဖြစ်ဖြစ်ဒစိမ့်သူနဲ့ပဲဖြစ်ဖြစ်အဖိုးနဲ့ပဲဖြစ်ဖြစ်နော်ပြီးလို့ရှိရင်ဦးလေးနဲ့ပဲဖြစ်ဖြစ်ယောက်ျားဆိုလို့ရှိရင်ဘေးယောက်ျားနဲ့အမ အတူတူမထားပါနဲ့လို့တဲကပြောချင်တယ်ကို့မျက်စိရှေ့မှာဆိုရင်ဘလို့ပဲနေနေကို့မျက်စိကွယ်ရာမှာဘတော့ဘတော့အခါမှအတူတူမထားပါနဲ့လို့တဲကပြောချင်တယ်နော်အားလုံးကိုတဲကချစ်တဲ့စိတ်နဲ့ကိုချင်းစာတဲ့စိတ်နဲ့လာပြောပေးတာဖြစ်တဲ့အတွက်ကြောင့် share ပေးပါလို့တဲကပြောချင်ပါတယ် Okay ဆိုတော့ view လေးကတော့ဒီလောက်ပါပဲအားလုံးကြားတော့တော်တော်လေးလည်းစိတ်ပျက်စရာကောင်းတဲ့အကြောင်းအရာလို့ပဲအရင်ဆုံးတော့ပြောချင်တယ်ပေါ့နော်ပုံမှန်အဖြစ်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ဗီဒီယိုရိုက်ပြီးတော့အမြဲတမ်း reaction လုပ်ပေးလေးရှိပါတယ်ဒီနေ့က reaction လုပ်ဖို့လည်းအစီအစဉ်မရှိဘူးသို့တော်လည်းပဲ ဒီဗီဒီယိုဖိုင်လေးကိုရုတ်တရက်တွေ့လိုက်တဲ့အတွက်ကျွန်တော်ကြီးရှုနေချပြပြရတဲ့အတွက်ပါပြပြတည်တည်တိတိုက်တဲ့ထင်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုမရိုက်ပေးနိုင်တဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ဒီစာလေးလည်းဒါတင်ဆက်ခြင်းပြမြတဲ့ဒီနေ့ကအရင်လက်လူကပင်ပန်းနေတာဖြစ်တဲ့အတွက်အခုလိုမျိုးပဲအသံဖိုင်နဲ့ပဲတင်ဆက်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ထဲမှာအမှပြောသွားတာကတော့ သူကြားခဲ့တဲ့သတင်းတခုကိုသူကပြန်လည်ပြီး share ring လုပ်သွားတာပေါ့နော်။ဒါပြန်လည်းဒီနေရာမှာကျွန်တော်ပြောချင်တာကလေနော်ဒါမိဘတိုင်းပြောမယ်ဆိုဦးလေးတိုင်းအဖိုးတိုင်းအဲ့လိုလည်းမဟုတ်ပါဘူး။အဲပြောမယ်ဆိုငခုံးမတစ်ကောင်ကြောင့်တလီလုံးပုတ်တဲ့ပုံစံဖြစ်သွားတာပါ။နော်ဒီလိုမျိုးအကျင့်စာရိုက်တာရှိရလူတွေဒီလိုမျိုးစိတ်နေစိတ်ထားမမှန်တဲ့သူတွေကလောကကြီးမှာအနည်းနဲ့အများတော့ရှိကြတာပဲလေနော်ဒါပေမဲ့လည်းသူတို့ရဲ့ပုံရိပ်မကောင်းမှုတွေကြောင့ တခြားသောဒါအယံကိုမှချစ်တတ်တဲ့အဖိုးကြီးရဲ့ဂုံသိက္ခာတွေအယံကိုမှချစ်တတ်တဲ့ဖခင်ကြီးရဲ့ဂုံသိက္ခာတွေအယံကိုမှချစ်တတ်တဲ့ဦးလေးကြီးရဲ့ဂုံသိက္ခာတွေကိုပါကျွန်တော်တို့ကရောထွေးပြီးတော့အဲဘယ်လိုပြောမလဲဒီဗီဒီယိုဖိုင်ကြည့်လိုက်တာနဲ့ပဲဒီလိုမျိုးပုံရိပ်တွေဖြစ်လာနိုင်တယ်ဆိုပြီးတွားပြီးတော့တွေးလို့တော့မရဘူးပေါ့နော် ဒါပေမဲ့လည်းသိထားတာတော့လည်းမမာဘူးသို့တော်လည်းပဲအဲ့လိုရောထွေးပြီးမတွေးတင်ဘူးလို့တော့ကျွန်တော်အနေနဲ့ယူဆရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တကယ်ကိုချစ်မြတ်နိုးပြီးတော့မှကိုတူမလေးဟလာကိုရဲ့သမီးလေးကိုရဲ့မြေးလေးဆိုပြီးတော့ဒီလောကကြီးမှာရှင်သန်နေကြတဲ့တကယ်ကိုစိတ်သဘောထားမှန်ကန်တဲ့သူတွေလောကကြီးမှာအများကြီးပါ။ဒီလိုသတင်းတွေကြောင့်နင်းထိုင်နေတဲ့သူတို့ရဲ့ဂုံတိတ်ခါတွေပါရောရောင်ပြီးတော့မှကြာစင်းတာတော်တော်လေးစိတ်မကောင်းမှုလည်းကောင်းပါတယ်။ โอเคဆိုတော့ဗီဒီယိုလေးကတော့ကျွန်တော်အနေနဲ့ဒီလောက်ပဲပြောချင်ပါတယ်ကြားတဲ့သတင်းကလည်းပြောမယ်ဆိုရင်တကယ်ကိုပြောလို့တော့မကောင်းတဲ့အကြောင်းအရာမျိုးပါတကယ်ကိုပြောလို့တော့မကောင်းတဲ့အကြောင်းအရာမျိုးပါအဲ့တော့ true true လည်းမပြောချင်ပါဘူးတည်တည်တိထိုက်တဲ့ထင်လို့ဒါအနေငယ်လေးကျွန်တော်အနေနဲ့ပြန်လှည့်ပြီးတော့ sharing လုပ်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်โอเคဆိုတော့ဒီ profile လေးကဒီလောက်ပါဒီ profile လေးနဲ့ပတ်သက်ကျွန်တော်ကြီးရှုနေချပြောရင်အနေနဲ့ပါများမှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းတာရှိကုန်မှာရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မြန်ကြီးရှုအားပေးနေကြတဲ့ viewer တူတယောက်ချင်းစက်လေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ see you next video